ီဇင်ဘာလမှာဘာရှာ AR-19 ဖြုတ်ချပြီးကြတဲ့ကစစ်တွင်းအိုးအိမ်ဆွန့်ခွာသွားခဲ့ရတဲ့စီးရီးယားလူမျိုးနှစ်တန်းကျော်မိမိတို့အိုးအိမ်တွေရှိရာကိုပြန်လာခဲ့ကြတယ်လို့ဒေတာတွင်းအလဲအပတ်ခီရောက်ရှိနေတဲ့အချိန်ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီအကြီးအကဲဖိလီပိုဂရန်ဒီကကြေညာရေးနေမှာပြောကြားလိုက်ပါတယ်အစိုးရစန့်ကျင်ဆန္ဒပြသူတွေကိုအာဆက်ကရဲရဲဆက်ဆက်ဖိနှိပ်ခဲ့တဲ့အတွက်စီးရီးယားပြည်တွင်းစစ်2017ခုနှစ်မှာစတင်ဖြစ်ပွားခဲ့ပြီးတိုင်းပြည်လူဦးရေထက်ဝက်ခန့်ဟာ ပြည်တွင်ရွှေပြောင်းဒုက္ခသည်အဖြစ်ဒါမှမဟုတ်နိုင်ငံသားကိုဒုက္ခသည်အဖြစ်ထွက်ပြေးခဲ့ကြပါဗျ။ဒါပေမဲ့အစ္စလာမစ်တပ်ဖွဲ့ရဲ့လက်ချက်နဲ့အာဆတ်အစိုးရဒီဇင်ဘာလ10ရက်နေ့ကပြုတ်ကျသွားပြီးတဲ့နောက်အိမ်ပြန်လာနိုင်ဖို့မျှော်လင့်ချက်တွေရှိလာခဲ့တာပါ။ဒီဇင်ဘာလကလေးကအိမ်ပြန်လာသူစီးရီးယားဒုက္ခသည်ပေါင်း2တန်းကျော်ရှိပါပြီလို့အိမ်နီးချင်းဂျော်ဒန်နိုင်ငံကိုအလဲအပတ်သွားရောက်တဲ့အချိန် Grandy ကဆိုရှယ်မီဒီယာ X ပေါ်မှာရေးသားပြောကြားခဲ့ပါဗျ။ တရားဝင်ခံမှန်းချက်တွေအရဂျော်ဒန်နိုင်ငံဟာစီးရီးယားဒုက္ခသည်တိတိကျကျ5တန်းကိုအင်ရှင်အဖြစ်လက်ခံထားခဲ့တာပါဒေတာတွင်တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာဒါဟာမျောလင့်ချက်ရဲ့လက္ခဏာပါပဲလို့ဂရန်ဒီကပြောပါတယ်သူဟာတောက်ကြနေမှာစီးရီးယားနိုင်ငံကိုသွားမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံရေးအဖြစ်ရှာဖို့လိုတယ်ဆိုတာတက်သေးပြနေတာပါလူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့မတိမငြိမ်ဖြစ်ရတဲ့နောက်ထပ်လှိုင်းတစ်ခုမလိုတော့ပါဘူးလို့သူကပြောပါတယ် ၁၄နှစ်ကြာစစ်ပွဲပြီးပြန်လာသူအများပြားဟာသူတို့အိမ်နဲ့ပိုင်ဆိုင်မှုပစ္စည်းတွေစိုးဝစွာပျက်စီးနေတာနဲ့ဖျက်ဆီးခံထားရတာတွေကိုတွေ့ကြရပါတယ်။ Syria ပေါ်ချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုမကြသေးမီအချိန်ကအနောက်နိုင်ငံတွေကပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက်ပြန်လည်တိဆောက်ရေးလုပ်ငန်းတွေမှာနိုင်ငံတကာရဲ့ထောက်ပံ့မှုရရှိလိမ့်မယ်လို့အာဏာပိုင်အသစ်တွေကမျှော်လင့်နေကြပါတယ်။အဲ့ဒီအတွက်စရိတ်ဟာဒေါ်လာဘီလီယံ400ကျော်ကုန်ကြမယ်လို့ကုလအဖွဲ့ကြီးကခန့်မှန်းထားပါတယ်။ လဗနွန်တမရဂျိုးဆက်အောင်နဲ့တွေ့ဆုံပြီးဂန္ဒီကဆီးရီးယားဒုက္ခသည်တွေအင်ကိုပူပြီးပြန်လာနိုင်ကြအောင်ဘလို့လှုပ်ဆောင်ရမယ်ဆိုတာကိုဆွေးနွေးခဲ့တယ်လို့ထိတ်တန့်ကုလအရာရှိကြီးတူက X လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝီပေးခြင်းနဲ့ကု ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။